အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်တက်တဲ့အားလုံးမင်္ဂလာပါ။ဟိုတနေ့တုန်းက Liverpool နဲ့ West Ham နဲ့ပွဲမှာဒါ Liverpool အသင်းကတကူးကုန်းရှိနေအနိုင်ရတဲ့အချိန်မှာ West Ham ကခြေပါကူးရဖို့ကြိုးပမ်းနေတဲ့အတွင်း ဒါ Lucas Paquet ကမလိုလားအပ်တဲ့အဝါကန်းနှစ်ကပ်ရယူပြီးတော့ဒါ diet ဒီဘယ်လိုပြောမလဲထုတ်ပယ်ခံလိုက်ရတယ်အိုင်နောက်ဆက်တွဲမှာဝက်ဆန်ကတယောက်ရုံနဲ့တိုက်နေရင်လည်းအဆုံးသတ်မှာခူတီကပ်ပိုတကူသွင်းပြီးတော့လီဗာပူးနှစ်ကိုးပြတ်နေနိုင်တယ်။ဒါပေမဲ့ပြောရင်လည်းအချက်ကပါလဲဆိုပကက်တာကလုံးဝ suspect ဖြစ်စရာအခြေအနေမျိုးပဲ။ဒီယာဒီမာသူပွဲပယ်ကြထားပြီးသားအခြေအနေကနေအခုလက်ရှိမှာလူးကက်စ်ပကက်တာကထပ်ပြီးတော့ အဝါကက်ကိုတမင်တသက်ယူတယ်လို့တော့ကျွန်တော်ထင်တာထားပါတော့ Nicholas Forkat ကိုက found လုပ်လိုက်တဲ့အချိန်မှာကွင်းလက်တယ်လူကြီးက found ပေး found ပေးလိုက်တယ်ဗျလီဗာပူးဘက်ကိုအဲ့တော့သူဒေါသထွက်တာလဲလက်ခံတယ်အာနာနဲ့ Forkat ကိုအနီကဝါကက်မပြဘဲသူ့ရဲ့ reaction ကိုကြည့်ပြီးတော့ထန်လူကြီးက yellow card ပြတယ် အဲ့ရေလုကပြတဲ့ကိစ္စကအရင်ပြဿနာမရှိဘူးဒါပုံမှန်တိုင်းပဲဒီစိတ်ပြတ်သွားလူဒေါသထွက်သွားလူ frustrated ဖြစ်တဲ့လူကိုဒါကြီးတွေပြလိုက်ပြထားရှိတဲ့ပုံစံဒါပေမဲ့ဘာလဲဆိုတော့ဟိုတနေ့ကလည်း Manchester United က Brian Ambuemo ပုံစံတူပဲသူကဒေါသထွက်ပြီးပြစ်လိုက်တယ်ဗျာဝါကက်ပြခံဒါပဲ that's it ဒါပုံမှန်ပဲအဲ့တော့ပကက်တာကသူဝါကက်ပြခံရတာကိုတီးတီးကြီးနဲ့ကွင်းလေတန်လူကြီးကိုလက်ညိုးတွေထိုးပြီးတော့တောက်လျှောက်ပြောနေတာ နောက်ဆုံးပြဘရာဇီးလူဝေးစင်အသင်းပေါ်ဖြစ်တဲ့အဲလဆင်ဘက်ကတော့လာပြီးဆွဲပြီးတော့တားပြီးတော့လုံနေတယ်ဂျယ်ရဘိုမန်ကလည်းမပြောဖို့ကြားတယ်အတင်းထွက်ပြီးတော့ပြောတာလုံးဝ suspect ဖြစ်စရာပဲဥမာပုံမှန်အဖြစ်တခြားကစားမတယောက်ဆိုကျွန်တော်လက်ခံတယ်ဗျာဘာမှမဖြစ်ဘူးဒါပေမဲ့ပကက်တာကအဝါကက်ကိုဒါလှုပ်ယူလို့ဆိုပြီးတော့မှပွဲပယ်ပြစ်ဒဏ်ချဖို့ FA ကတောက်လျှောက်ကိုဆွဲချက်တင်ထားပြီးတော့မှတတ်တည်မခိုင်းရန် လုံလို့ဒါသူ့ကိုလှုပ်ပေးထားတာ ်တသက်မခိုင်လို့လွတ်ပေးတယ်ဆိုတာကအပြစ်လုံးဝမရှိဘူးလို့ပြောတာမဟုတ်ဘူးအပြစ်တော့ရှိကောင်းရှိမယ်ဒါပေမဲ့သူတို့မှာဒုံလောက်တဲ့တက်တည်မပြနိုင်ဘူးမပြနိုင်တဲ့ကြောင့်လူကက်စ်ပကက်တာကိုလွတ်ပေးထားတာဒါဒီကိစ္စကိုလွတ်ပေးထားတာဆိုပြောချင်တာကအဲ့ဒါလုံးဝ suspect ပြရှင်းရှင်းလေးတေချာပေါက်အဝါကက်ပြခံထားတဲ့ကစားမတယောက်အသင်းပေါ်လေဝေးစင်အသင်းပေါ်တော့ပြိုင်ဘက်ကစားမဖြစ်တယ်အဲ့ဒီအချိန်မှာဘရာဇီးလေဝေးစင်အသင်းတူတူဖြစ်တည်တိုင်အောင် အာလာဆင်ကတခြားကစားမလီဗာပူးရဲ့ကစားမ ဒီပကတ်တထုတ်ခင်ရလင်အလစင်ကပျော်လေးပဲရှင်းရှင်းလေးပဲဒါပေမဲ့ तू ကစား तू လေဝေးစင်ကစားမအချင်းနေဆိုးမှာတော့မှ तू ကဆွဲထုတ်ပြီးခေါ်တာတော့မှ तू ကမရဘူးပကတ်တအတင်းပြန်လာပြီးတော့ဒါလူကြီးကိုဒေါ်စောကတက်တယ်နောက်ဆုံးပါပြည့်နဲ့ထုတ်ခင်ရတယ်ပြီးတော့ तू ဒီလို reaction လုပ်ပြီးတော့မှဟို social media တော့မှ post စီလျှောက်တယ်ကျွန်တော်ထင်တော့ဘာအဲ့ကောင်လုံးဝလုံးဝကိုဘယ်လိုပြောမလဲမယုံရတဲ့တရားပဲတေချာပေါက်ကိုဒေါ်ကြီးပဲကျွန်တော်မြင်တော့ तू အနီကက်တွေများလောင်းထားလာအဝါကက်ဒီနေ့ပွဲမှာထားပါတော့ငါ ဒီဒီဇင်ဘာမတိုင်ခင်မှာဒီဇင်ဘာမတိုင်ခင်နိုဝင်ဘာလကုန်မှာဝါကက်ဘဏ္ဍာကပြခံရမယ်လို့ဒီပွဲမှာထုတ်ခံရမယ်လို့ဝါကက်ဘလောက်ပြရမယ်လို့ဒီလိုမျိုးတွေသူ့မှာသူရှိကောင်းရှိနိုင်တယ်ဘာလို့ဆိုတုံတုံကစားမတယောက်ပြအထူးသဖြင့်ဒီလိုဆွဆွဲခံထားရတဲ့ကစားမဆွဲချက်တော့တင်ထန်ထားခါတဲ့ကစားမတယောက်ကဒီလိုမျိုးလောက်တာတော်တော်ကိုဘယ်လိုပြောမလဲ surprise ဖြစ်လုံးနေလုံးဝအာအသင့်စရာပဲဘာလို့ဆိုတော့ဒါကြီးကအရင် obvious ဖြစ်လုံးနေဗျာဆိုရင်အခု အဲ့ဒါကအခု Lucas Paqueta ကဒီတစ်ပတ်ပွဲပယ်ခံထားရတဲ့ကစားမတွေထဲမှာဒီ Everton ရဲ့ကွင်းလေကစားမဒီ Ghana Dracia Gay ပါတယ်သူကရှေ့တစ်ပတ်တုန်းကအသင်းပေါ်ချင်းရံဖြစ်လို့သူထုတ်ခံရတာရယ်ပြီးတော့ Luis Cruz ဆိုတဲ့ဘုံမောက်ကစားမပါတယ်သူလည်းအနီးကကြောင့်ပွဲပယ်ခံထားပြီးတော့ ဝိုက်ဆက်ခိုင်စီတို့ပါတယ်ခိုင်စီတို့ရဲ့ဒါပထမဆုံးပွဲသူက၃ပွဲပယ်ခံထားရတယ်။ဆိုဒီတစ်ပတ်မှာဒီနေရာမှာအဝါကက်၅ကက်ပြတဲ့ထဲမှာဘုံမောက်ကမာကိုဆနက်စီဆိုတဲ့နောက်ခံလူရဲ့ပြီးတော့မှဒေးဗစ်ဘရော့ဆိုတဲ့ခဏမှာဘုံမောက်ကဒီတစ်ပတ်မှာ၃ရောက်တော့အဝါကက်ဒီပွဲပယ်ခံထားရတယ်။ဆိုဒီနေရာမှာအဝါကက်ကခုနပကက်တာအကြောင်းပြောနေတယ်အဝါကက်၄ကက်ပြခံရတဲ့ထဲမှာထူးခြားတဲ့ကစားမလေးရှိတယ်။ဘာလို့ထူးခြားလဲဆိုတော့ဗျာတုံးပုံမှန်အားဖြင့်ကတိုက်စစ်မှုဖြစ်ပြီးတော့အခု ဒီတိုက်စစ်မှုဖြစ်တဲ့ကစားမားအုံးမှာဝူဗာဟန်တန်ကအန်ဒရီအဝါကက်ပြခံရတဲ့၄ကက်ရှိပြီတဝါထိတာနဲ့သူထုတ်ခံရမယ်တပွဲပယ်ခံရမယ်ပြဿနာမရှိဘူးဗျာသူက defensive midfield player အဲ့နေရာမှာအခု Carlos Baleba ပါတယ် Manchester United က Carlo Casemiro ပါတယ် Liverpool က Conor Bradley ပါတယ် Daniel Muno ပါတယ် Dominic Soboslai ပါတယ်ဒါ Granit Xhaka ပါတယ် James Gardner ပါတယ်နောက်ဒီ Kai Walker ပါတယ်တော်တော်များများတဲ့မှာဒါဘယ်လိုပြောမလဲ တော်တော်များများများတဲ့မှာ Tyler Adam ပါတယ် Patrick Dugu ပါတယ် Now ဒီ Ricardo Calafiori ပါတယ်ဒါပေမဲ့အဲ့ဒီထဲမှာလုံးဝကိုလုံးဝကို surprise တိုက်စစ်ဘူး Kevin Shatter ဆိုတဲ့ Shatter ဆိုတဲ့ကစားမ Brandford ရဲ့တိုက်စစ်မှုအဝါကက်၄ကက်ပြခံတာတိုက်စစ်မှုတယောက်နေတော့အဝါကက်၄ကက်တော်တော်များတယ်ဒါအဲ့ထက်ပိုပြီးထူးခြားတဲ့သူတယောက်ရှိတယ်အဲ့ဒါဘာလို့လဲဆိုတော့ Gianluigi Donnarumma ကိုသမ Manchester City ရဲ့ အီတလီလေဝေးစင်ဂူဒမာဂျန်လူဂျီဒူနာရူမာကအဝါကက်၄ကက်ပြခံထားရတယ်။ကျွန်တော်ပြောချင်တာပွဲစဉ်၃ပဲရှိသေးတယ်ဗျာ။ဂူဒမာတယောက်အဝါကက်၄ကက်ရနေတော့များတယ်။တကယ်ပြောတော့ဂူဒမာတယောက်အဝါကက်၄ကက်နင်းနေတော့များတယ်။ချန်တဲ့သူတွေကျွန်တော်မပြောဘူးဗျာ။ဟိုချန်တဲ့ DNA ပါတွေနောက်ဆုံးများစထရိုက်ကာတထောင်တွတ်ပါတွတ်လို့အဝါကက်ပြခံတော့ကျွန်တော်လက်ခံသေးတယ်။အော်ဖီပလေယာမဟုတ်ပဲနဲ့ဂိုးသမားတယောက်နေနဲ့ပွဲစဉ်73ပဲရှိတယ်။ဟွာကက်၄ကပြခံရတာတော့ဒူနာဘူးကနည်းနည်းတော့များရတယ်။ဒါကျွန်တော်စဉ်းစားတာပေါ့လေဟာ ပေါ့သူတို့ကဘလို့လို့လေးကဲဆိုလေမန်ယူနိုက်တက်ကပက်ထရစ်ဒိုဂူနဲ့ကက်ဆမီရိုလီဗာပူးကဘရက်ဒလီရဲ့ဆော့ဘော့စလာရဲ့အာစနယ်ကဘလို့ပြောမလဲဒီရီကာဒိုကာလာဖီယိုရီအပါဝင်ဒါအဝါကက်လေးကက်ပြတ်ခံထားရတယ်ကစားမှဖြစ်ပြီးတော့လူးကက်ပက်ကက်တာကတော့အဲ့ထဲမှာ obviously လုံးဝကို suspect ဖြစ်စရာအဝါကက်နှစ်ကက်ယူသွားသူဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဆိုတော့ဒီဂျားရဲ့မှာသူတို့တွေပွဲပယ်ခံရမယ်လေးကက်ပြတ်ခံရသူတွေကတော့တဝါထက်ထိတာနဲ့နောက်တစ်ပွဲနောက်ကျရင်တပွဲပယ်ခံမှာပါအားလုံးကျေးဇူးတင်ပါတယ်